皆さん、こんにちは。アルムミンラバー。つまるレイエントゥー、スマートメイカンジーニュイラダ。ディニアジャロ、ヨーカミボノ、シエミョンニヨータビ。だそいん、ディニーレベ、アローネセゴ、ニュイタジャメ。だそいん、ディニーレ、バタマウソン、ザクロウレアジャロ、ディマ、コーソレ、တတူမိုင်းဆိုတဲ့ခန်းကြီးလေးပါရွှေတွေကဟီရိုအီးနဲ့ပေါင်းလိုက်တယ်ပေါ့နော်ရွှေတွေကအများကြီးကြည်ပြင်းပြင်းကြီးဖြစ်လာပြီဆိုရင်ဒီတတူမိုင်းတွေထွက်တင်နေရပါဆိုပြီးတော့မှမှတ်ထားလို့ရတယ်ပေါ့နော်ဒီမှာရွှေနဲ့ဘေးနားမှာဟီရိုအီးဆိုရင်ကတတူမိုင်းပေါ့နော်ဒါဆိုရင်ဒီမှာသူ့မှာ ခိုးရှိရပေါ့နော်ဥယျာဉ်မီခိုးအဲ့ဆိုရင်ဒီမှာဒီရာမအထက်ကဇန်းနဲ့ပေါင်းလိုက်တဲ့အချိန်မှာကျတော့ခိုးဇန်းဆိုပြီးအတန်ထွက်ပြီးတော့မှသူကကျတော့တတုမိုင်းတောင်းဆိုပြီးဖြစ်သွားတယ်ဒါဆိုရင်ဒီစုမီဆိုတဲ့တောက်မီသွေးခန်းကြီးနဲ့မီသွေးခန်းကြီးနဲ့ပေါင်းလိုက်တဲ့အချိန်မှာကျတော့သူကမီသွေးခန်းကြီးမှာကျတော့ဒန်းဆိုပြီးတော့မှဥယျာဉ်မီရှိရပေါ့နော်အဲ့ဆိုရင်ဒန်းခိုးဆိုရင်တောက်မီသွေးပေါ့နော်ဒါဆိုရင်ဒီမှာဒုတိယတလုံးလေးကကျတော့အေရာကြီးဆိုတဲ့ကြီးမြတ်တော်တော်တော်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒါဆိုရင်ဒီမှာအေရာကြီးမှာ ဥယျာဉ်မီအီရှိတယ်အဆိုတော့ဒီမှာအိုခိနာခန်းကြီးတဲ့ကဒိုင်းနဲ့ဥယျာဉ်မီဒိုင်းနဲ့ပေါင်းလိုက်တဲ့အချိန်မှာကျတော့လေဣဒိုင်းနာဆိုပြီးတော့မှជីမြတ်တော့ချီတူးဖွဲကောင်းတော့အဲဆိုရင်ဒီအေရာကြီးခန်းကြီးနဲ့တူလာကြတော့ជីခိုင်းဆိုတဲ့ဒီမာယူနေတော့လွေမနေတော့ကွဲလွဲနေတော့ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒါဆိုရင်ဒီမှာအေရာကြီးဆိုတော့လူဆိုတော့ជីမြတ်တဲ့လူပေါ့နော်လူပါနေជីမြတ်တဲ့ချီတူးဖွဲကောင်းနေဆိုပြီးတော့မှဒီမှာနင်းပန်းလေးပါရင်ကဒါအေရာကြီးခန်းကြီးလေးဖြစ်ပြီးတော့မှလွေမနေတယ်ဆိုတာကဒီမှာလမ်းပုံပေါ့နော်ဒီဒါလေးကဒီခန်းကြီးလေးက ဒီအရှိကဒီလမ်းပုံပေါ့နော်ဒါလေးကကျတော့မိချီကိုကိုစားပြုတဲ့ခန်းကြီးပုံစံလေးဖြစ်တဲ့ကြောင့်မလို့ဒါဆိုရင်ကကျတော့လွေမားနေတယ်ပေါ့နော်လွေမားနေတယ်လမ်းတွေမားတယ်ပေါ့အဲ့လိုလေးမလို့ရတယ်ပေါ့နော်လမ်းဆိုတော့ဒါလွေမားတယ်ဒီမှာလူတွေဆိုတော့ကြီးမြတ်တယ်ချီချူးပွဲကောင်းနေဆိုပြီးတော့မှမလို့ရပါတယ်ဒါဆိုရင်ဒီမှာဒီအောက်ကခန်းကြီးလေးကကျတော့အုတ်ခုဆိုတဲ့တိမ့်တရားပေါ့နော်တိမ့်တရားဆိုတဲ့ခန်းကြီးလေးပေါ့နော်အုတ်ခုအုတ်ခုခန်းကြီးလေးပါဒီအုတ်ခုခန်းကြီးမှာလေးပဲဒီအီရှိခီတို့ချူအီတို့ရဲ့အီပေါ့နော်ဒီအီ ခန်းကြီးရဲ့အရှိမနင်းပန်းလေးပါမယ်ဆိုရင်ဒါအိုခုသိန်းတရားဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့မှဒီမှာအီရှိခိတို့ချူအီတို့မှာတုံးတဲ့ဒီအီလေးရကြတော့အရှိမနင်းပန်းမပါဘူးဆိုတာကိုတွေးပြီးတော့မှမှတ်ထားစီချင်ပါတယ်ဒါဆိုရင်ဒီအောက်ကဒီခန်းကြီးလေးရကြတော့ချောဆိုတဲ့တိန်ကတိပေါ့နော်တိန်ကတိဆိုတဲ့ခန်းကြီးလေးအိုခုချောအဲ့လိုလာမှာပေါ့နော်အိုခုချောအဲ့ဆိုချောဆိုတော့တိန်ကတိအဲ့ဆိုရင်ဒီမှာတိန်ကတိဒီ ဒီအစင်လိုက်ကကြတော့ဒီစအုပ်ထဲမှာကြတော့ဒီအစင်လိုက်တော့မဟုတ်ဘူးဒါပေမဲ့ဒီလိုလေးစီလိုက်တဲ့အချိန်မှာမိနာဆန်တို့ပို့ပြီးတော့မှမမိလွင်မယ်လို့ထင်လို့ပေါ့နော်ဒီလိုလေးစီလိုက်တာဒါဆိုရင်ဒီမှာတိန်ဒါလေးကတိန်ကတိခန်းကြီးချောဆိုတဲ့ခန်းကြီးလေးဖြစ်တဲ့ကြောင့်မလို့ဒီမှာတိန်ကတိပေါ့နော်ဒီချောဆိုတဲ့တိန်ကတိကိုယူပြီးတော့မှဒါဆိုရင်လမ်းကိုကူစားပြုလေဆိုပြီးခုနပြောခဲ့တယ်နော်ဒါဆိုလမ်းပေါ်ကိုထွက်ပြေးသွားတယ်ပေါ့နော်လမ်းပေါ်ကိုထွက်ပြေးသွားတယ်ဆိုပြီးတော့မှနီဂေရုနောဂါစုဆိုပြီးတော့မှပေါ့နော်ထွက်ပြေးသည်ဒီ နီဂဲရုပေါ့နော်ဒါလေးကကျတော့နီဂဲရုထွက်ပြေးသွားသည်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒါဆိုရင်ချောဆိုတဲ့တိန်ကလေးကိုကင်ပြီးတော့မှလမ်းပေါ်ကိုထွက်ပြေးသွားတယ်ဆိုပြီးမှတ်လို့ရတယ်ပေါ့နော်ဒါဆိုရင်ဒါလေးကနီဂဲရုထွက်ပြေးသွားသည်နီဂါစုနီဂါစုကကျတော့ထွက်ပြေးစေသည်ပေါ့နော်ထွက်ပြေးစေသည်ပြီးကြတော့ဒါကကျတော့နောဂါစုနောဂါစုလွမြောက်သွားသည်လွမြောက်သွားသည်เนาะဒါဆိုရင်နီဂဲရုထွက်ပြေးသည်နီဂါစုစေစေလွတ်လိုက်သည်ပေါ့နော်သူကလွတ်သွားလွတ်စေလိုက်တယ်ပေါ့နော်ဒီလွတ်လွတ်ပေးလိုက်တယ်ပေါ့အဲ့လိုအသေးပေးပေါ့နော်အဲ့ဆိုရင်ဒါလေးကကျတော့နောဂါစု လွတ်မြောက်သွားသည်ပေါ့လွတ်မြောက်စေသည်ပေါ့နော်ဒါဆိုရင်သူ့မှာတိုးဆိုတဲ့အုံယုံကြီးရှိပါတယ်တိုးအဲ့ဆိုရင်ဒီမှာတိုးဆိုးဆိုပြီးမှဒီအတန်ထွက်လေးထွက်မယ်ပေါ့နော်ဒါကြတော့ဟာရှိဒီဒီပြေးဒီခန်းကြီးအဲ့ဆိုရင်တိုးဆိုးဆိုရင်လက်ထပြေးချင်းဆိုတဲ့အဓိပ္ပာယ်ပါတိုးဆိုးစာရိတာဆိုပြီးတော့မှဒီအမှုခင်းနေမှာဆိုတီဝီနေမှာဆိုရင်ဒီတိုးဆိုးစာရိတာထပြေးသွားတယ်ဆိုပြီးတော့မှတွဲတုံးတဲ့အချိန်မှာတုံးနေပေါ့နော်ဒီအမှုခင်းတို့ဘာလို့အဲ့ဒီတေခံကထပြေးသွားတယ်ဆိုတဲ့အချိန်မှာဒါလေးကိုတုံးတာကိုတွေးရမှာပါ ါဆိုရင်ဒီအောက်ကဟာလေးကကြတော့ဒါလေးကကြတော့ဥတာကဥပေါ့နော်ဥတာကဥတန်တရားဖြစ်သည်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒီမှာဒီဟိဟိပေါ့နော်ဟိဆန်ကဒီမှာဒါလေးကကြတော့ဥရှင်နာကိုဆုံးရှုံးသွားတာကိုပေါ့နော်ဆုံးရှုံးသွားတာကိုဒီမမကြောင်ဆုံးရှုံးသွားတယ်ဆိုပြီးတော့မှဒါကကြတော့သတမေရုခန်းကြီးနဲ့နည်းတူတယ်လေနော်ဒီမှာဆုံးဖြတ်သည်ဆိုတဲ့ခန်းကြီးလေးနဲ့နည်းနည်းတူတယ်ချင်းကြတော့အချိန်ကြတော့ဒီမှာဟိဆန်ကဆုံးရှုံးသွားတာကိုရှုံးသွားတာပေါ့နော်ဒီပွဲကရှုံးသွားတာကိုမဆန်ကြောင်ဆိုပြီးတော့မှမဆန်မဆန်ကတတ်မှတ်ထားတာကြောင်ဆိုပြီးတော့မှ တတိယဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့မတ်လို့ရတယ်ပေါ့နော်ဒီမှာ he ရဲ့ပြီးတော့ ocean house ဆိုရဲ့ဆုံးရှုံးသွားတယ်ပြီးကြတော့ဒီမှာ ma ပေါ့နော် ma ဆန်ရဲ့ဒီမှာအောက်မှာဒီဆုံးဖြတ်တီးဆိုတဲ့ခန်းကြီးပုံစံမျိုးလေးပေါ့နော်အားကြောင့်မို့လို့ဒါလေးကကြတော့ဥဒါကဥတန်တရားဖြစ်တီးဥဒါကဥတန်တရားဖြစ်တီးပေါ့နော်သူ့ရဲ့အုံယုံမြေကကြတော့ ghee ရှိပါတယ် ghee အဲဆိုရင်ဒီမှာမေကွန်းတရားမွန်းနဲ့ပေါ့နော်ပေါင်းလိုက်တဲ့အချိန်ကျတော့ ghee မွန်းဆိုရင်တန်တရားမေကွန်းပေါ့နော်ဒါဆိုရင်ဒါလေးကကြတော့ယောဖြစ်တဲ့အတွက်ကြောင့်မို့လို့ယော ghee ယော ghee ဆိုရင်မတင်ကာမှုပေါ့နော်ယော ghee မတင်ကာမှုပေါ့နော်ဒါဆိုရင် ီမှာဒီတချောင်းကဒီတချောင်းလုံးကကြတော့ဒီအမှုခင်းပုံစံမျိုးပဲပေါ့နော်ဒါကကြတော့ထွက်ပြေးသွားတယ်ဒါကကြတန်တရားဝင်တယ်ဒါကကြတော့ဖမ်းမိတယ်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒီမှာစကာမာရုပေါ့နော်စကာမာရုဖမ်းမိတယ်နော်ဖမ်းမိဒီစကမာရုဖမ်းမိဒီအဲဆိုရင်စကမာယေရုဖမ်းစီဒီပေါ့နော်သူကဖမ်းလိုက်တယ်ပေါ့နော်စကမာယေရုဖမ်းလိုက်ဒီအဲဆိုရင်တော့ဒီမှာကျတော့ထိုရာယေရုထိုရာယေရုဖမ်းစီဒီပေါ့နော်ထိုရာယေရုဖမ်းစီဒီဒီဖမ်းစီတာကကျတော့ဒီကားတွေဘာတွေရက် ဒီ taxi စီးမယ်ဆိုရင် taxi ကိုဖမ်းလိုက်တယ်ဖမ်းလိုက်တာတော့မဟုတ်ဘူးပေါ့နော် taxi ကိုရက်ခိုင်းလိုက်တယ်အဲ့လိုအချိန်မှာလေဒီထိုရအေရုကိုတုံးနေပေါ့နော်ပြီးကြတော့ဒီမှာကြတော့ထိုရုပေါ့နော်ထိုရုဒါကကြတော့အကောင်ပလောင်နေဖမ်းတာပေါ့နော်အဓိကတော့ငါးကိုဖမ်းတဲ့အချိန်မှာဒီထိုရုနဲ့တွေ့တုံးတာများပါတယ်ဆိုရင်ဒီမှာကြတော့ဒီဘက်မှာတလုံးရေးထားတည်တယ်နော်ဩဒီမှာဒါလေးကကြတော့ဒီစကမာရုထဲမှာလေခိုးဆိုတဲ့အုံယုံမရှိရပါတော့ဟိုဆိုတော့အုံယုံမရှိတယ်ဒါဆိုရင်ဒီအရှိကစကလုံးလေးကလည်းဒီဖန်းတယ်ဆိုတော့စကလုံး ီအတိတ်ပဲရှိတဲ့စကားလုံးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းဟိုဆိုရင်လည်းတိုင်းဟိုနော်တိုင်းဟိုဆိုရင်လည်းဖန်စီချင်းဆိုတဲ့အတိတ်ပဲရှိတဲ့စကားလုံးပဲဖြစ်သွားပါတယ်။ဒါဆိုရင်ဒီအောက်ကဟာလေးကကြတော့ထိုင်ရုပေါ့နော်ထိုင်ရုအဆက်မပြတ်ဖြစ်နေချင်းဆိုတဲ့အတိတ်ပဲပေါ့နော်အဆက်မပြတ်ဖြစ်နေသည်ဆိုတဲ့ခန်းကြီးလေးပါထိုင်ရုထိုင်ရုပြီးကြတော့ဒီမှာကြတော့ဒါလေးကထိုင်ရုမသဆုနဲ့တွေ့တာနော်။ဒီမှာထိုင်ထဆုပေါ့နော်ဒါလေးကကြတော့ထဆုဆိုတော့ဖြတ်တော့ဒီဖြတ်ဖြတ်ဒီပေါ့နော်ထိုင် ားရဲတို့ကကျတော့အဆက်မပြတ်သွားနေတာသွားနေတာအမထဆွဆိုတော့ဖြစ်လိုက်ပြီးဆိုတော့ဖြစ်လိုက်ပြီးဆိုတော့ခန်းကြီးပုံစံဖြစ်သွားပေါ့နော်ထဆွဆိုတော့ဖြစ်လိုက်ပြီးဆိုတော့အတိတ်ဖြစ်သွားတယ်ပြီးကြတော့ဒီမှာထားရဲစုထားရဲစုကလည်းအဆက်မပြတ်ဖြစ်နေသည်ပေါ့နော်ဒါဆိုရင်ဒါကျမတို့တီပီတာဇက်တိုင်းနီဇက်တိုင်းနီဆိုရင်လုံးဝတတိချပေါ့နော်ဇက်ဈေးစုပေါ့နော်ဈေးစုဈေးစုဆိုတော့အုံယုံမရှိတယ်သူစီမှာအဲ့ဒီမှာဒီမှာဇက်တိုင်းဇက်တိုင်းနဲ့ဒီ ဆွဆွလေးကအသေးဖြစ်သွားပြီးကြတော့ဇက်တိုင်းဆိုပြီးတော့မှလုံးဝတတိချဆိုတဲ့အတိတ်ပေဖြစ်သွားပါတယ်။ဒါဆိုရင်ကကြတော့ဒီမှာဒါလေးကကြတော့တိုးဆိုတဲ့ပါတီဆိုတဲ့ခန်းကြီးလေးပေါ့နော်တိုးတိုးပါတီဆိုတဲ့ခန်းကြီးလေးအဲဆိုရင်ဒီမှာကြတော့ဆေးတိုးဆေးတိုးဒီဆေးကကြတော့နိုင်ငံရေးဆေးပေါ့နော်နိုင်ငံရေးနဲ့ဆိုင်တဲ့နိုင်ငံရေးနဲ့ဆိုင်တဲ့ခန်းကြီးလေးဖြစ်တဲ့တကြောင်မလို့ဆေးတိုးဆိုတော့နိုင်ငံရေးပါတီပေါ့ဒါဆိုရင်ဒါကကြတော့အတားရလို့ပေးတဲ့ခန်းကြီးလေးပေါ့နော်အဲဆိုရင်ယော့တိုးယော့တိုးပေါ့နော်ယော့တိုးဆိုတော့အာနာယပါတီပေါ့နော် အနာရပါတီအစိုးရဒီမှာကျတော့ရတော့ဗောနော်ဒီရလေးရကျတော့ဒီရိုင်းဆိုင်တော့ဗောနော်အဲ့လိုမျိုးရိုင်းဆိုင်တော့တရိษံအဲ့လိုမျိုးခန်းကြီးဗောနော်ပြီးကျတော့ဒီလေယာဗောနော်အဲ့လိုလေယာတွေမှာတုံးတဲ့ခန်းကြီးလေးဖြစ်တဲ့ကြောင့်မို့လို့ဒါဆိုရင်ရတော့ဆိုတော့အတိုက်ခံပါတီဗောနော်ဒါဆိုရင်တိုးကပါတီစီတိုးကကျတော့နိုင်ငံရေးပါတီရော့တိုးကကျတော့အနာရပါတီရတော့ကကျတော့အတိုက်ခံပါတီဒါလေးက N1 မှာလည်းပြန်ပါပါတယ်ဒါလေးကိုတစ်ခါနဲ့ဗောနော်ကောင်းမို့မှတ်ထားစီချင်ပါတယ်ဒီစီတိုးလေးက စာမေးပွဲဒီတမတ်တမပေါ့နော်ခန်းကြီးတမတ်တမတွေးခိတွေးခိရဖို့ပါတယ်ဒီစေတိုးอ่ะပေါ့နော်ဒါကြောင့်မလို့ဒီတိုးပေါ့နော်တိုးပါတီစေတိုးယောတိုးယတ်တိုးအဲ့ဒါကိုဒီစာလေး message ချပါတယ် and one မှာလည်းပြန်ပါပါတယ်ဒါဆိုရင်ဒီမှာဒီပထမဗီဒီယိုရဲ့ခြေလုံးမြောက်ပေါ့နော်နောက်ဆုံးစကလုံးလေးရကြတော့ဒီဒိုးဆိုတဲ့เจ้าနေအွေကလေးပေါ့နော်เจ้าနေအွေကလေးဆိုတဲ့ခန်းကြီးလေးပေါ့နော်เจ้าနေလေးเจ้าနေအွေရောက်တော့မဲ့ကလေး9နှစ်ပေါ့နော်9နှစ်၄နှစ်9နှစ် ဲ့ဒီအရွယ်ကလေးတွေကိုကိုစားပြုတဲ့ခန်းကြီးလေးပေါ့နော်သူအဲ့ဆိုရင်တော့ဒါလေးဒါလေးလေဒီကလေးပေါ့နော်ကလေးခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကြီးပေါ့နော်သူရဲ့အုံယုံမြာကြီးရှိတယ်ဆိုရင်ကြီးတို့ကြီးတို့ဆိုတော့ကျောင်းနေအရွယ်ကလေးပေါ့နော်ဒါဆိုရင်ဒီမှာကျတော့ဒိုးဝဒိုးဝဆိုတော့ကလေးတွေရဲ့ဘာနာရှိပေါ့နော်ကလေးတွေအတွက်စကားဆိုတော့ကလေးပုံပြင်ပေါ့ဒိုးဝဆိုတော့ကလေးပုံပြင်ဖြစ်သွားပါတယ်ဒါဆိုရင်ဒီပထမဗီဒီယိုဆေးလုံးလေးရမယ်လို့ထင်ပါတယ်